မင်္ဂလာပါခင်ဗျာဒီနေ့ဇွန်လ19ရက်နေ့အတွက်ကမ္ဘာတဝန်းကစိတ်ဝင်စားဖွယ်ရာသတင်းထူသတင်းဥတွေကိုစူးစီးတင်ပြပေးသွားမှာဖြစ်ပါတယ်ဒီနေ့အစီအစဉ်ကတော့နာဆင်သူပရိသတ်တွေအတွက်နိုင်ငံတကာရေးရာဗဟုသုတတွေဒိုးပွားစီပွဲအတွက်သတင်းတပုတ်ချင်းစီရဲ့နောက်ွယ်ကအကြောင်းအရာတွေတည်ရောက်မှုတွေနဲ့အနာဂတ်အလားအလာတွေကိုကွက်ကွက်ကွင်ကွင်မြင်တော့အောင်အချက်လက်အကူအကားတွေဖြစ်ရမှန်အကြောင်းအရာတွေနောက်ဆုံးရသတင်းအချက်လက်အစုံလင်ထည့်သွင်းဆွေးနွေးသွားမှာဖြစ်လို့ အဆုံးအထိလိုက်ပါနာဆင်ပေးဖို့ဖိတ်ခေါ်လိုက်ပါတယ်။ဟုတ်ကဲ့ပါပထမဆုံးအနေနဲ့ပြောပြပေးခြင်းတဲ့အကြောင်းအရာကတော့ယူကရိန်းနဲ့ရုရှားပြည်ပခါပဲဖြစ်ပါတယ်။ရုရှားရဲ့နွေရာသီထိုးစစ်အရှိန်အဟုန်နဲ့နေတိုးရဲ့နောက်ဆုံးပေါ်စစ်စင်ရေးအကူအညီတွေဟာယူကရိန်းနဲ့ရုရှားရဲ့ကြားကပြည်ပခါဟာဒီနေ့ဇွန်လ19ရက်နေ့မှာလဲစစ်မြေပြင်မှာတင်းမာမှုတွေဆက်လက်မြင့်တက်နေပါတယ်။ပြီးခဲ့တဲ့သတင်းပတ်တွေအတွင်းမှာရုရှားတပ်ဖွဲ့တွေဟာယူကရိန်းရဲ့ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ ခါခိပ်ဒေတာကိုပုံမူပြင်းထန်တဲ့နွေရာသီဒိုးစစ်အစ်စ်တစ်ခုကိုဆင်နွှဲနေပါတယ်။2025ခုနှစ်ဇွန်လ19ရက်နေ့မှာရုရှားဒုံးကျည်တွေနဲ့လေကြောင်းကိုတိုက်ခိုက်မှုတွေကြောင့်ခါခိပ်မြို့အလယ်မှာရှိတဲ့လူနေုံအဆောက်အုံတွေဂုံတိုက်တွေနဲ့စစ်မှုစုံတွေတိတိတသားပျက်စီးခဲ့ပြီးတော့အရက်သားအနည်းဆုံး5ဦးသေဆုံးက15ဦးကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ယူကရိန်းအာဏာပိုင်တွေကဖော်ပြခဲ့ပါတယ်။ယူကရိန်းသမ္မတဘိုလိုဒီမာဇယ်လန်စကီးကလည်း၎င်းတို့ရဲ့တပ်ဖွဲ့တွေအနေနဲ့အရှေ့ပိုင်းဒေသ အထူးသဖြင့်ဒွန်ဘတ်ဒေတာမှာပြင်းထန်တဲ့ရုရှားရဲ့ဖိအားတွေကိုရင်ဆိုင်နေရကြောင်းဇွန်လ18ရက်နေ့မှာပြောကြားခဲ့ပြီးတော့လေကြောင်းရာကာကွယ်ရေးစနစ်နဲ့အမြောက်ကြီးတွေကိုပုံမလိုအပ်နေကြောင်းအနောက်နိုင်ငံတွေကိုထပ်လောင်းတောင်းဆိုခဲ့ပါတယ်။ဒီလိုအခြေအနေမျိုးမှာမြောက်အတလန်တိတ်စာချုပ်အဖွဲ့နေတိုးအနေနဲ့ယူကရိန်းကိုစီးရဲအကူအညီတွေပုံမပေးအပ်နေတာကိုတွေ့ရပါတယ်။2025ခုနှစ်ဇွန်လ12ရက်နေ့ကအမေရိကန်ပြည်ထောင်စုရဲ့ကာကွယ်ရေးဝန်ကြီးဌာနပင်တယ်ကွင်းက ယူကရိန်းကိုနောက်ထပ်ဒေါ်လာတန်300တန်ဖိုးရှိတဲ့စည်ရည်အကူအညီတစ်တီကိုထပ်မံပေးရမယ့်အစီအစဉ်ကိုကြေညာခဲ့ပါတယ်။အဲ့ဒီအကူအညီတွေထဲမှာပါရော့လေကြောင်းရကာကွယ်ရေးစနစ်အတွက်ဒုံးကြီးတွေ high mobility artillery rocket system တွေအတွက်ဒုံးကြီးတွေ155 mm အမြောက်ဒုံးကြီးတွေနဲ့ drone စနစ်တွေပါဝင်တယ်လို့သိရပါတယ်။ဒါပြင်ဂျာမနီကလည်း Leopard 2တင်ကားအသစ်10စီးနဲ့လေကြောင်းရကာကွယ်ရေးစနစ်နှစ်ခုကိုယူကရိန်းကိုလွှဲပြောင်းပေးဖို့ကြေညာပြုထားပါတယ်။ပြင်သစ်သမ္မတ Emmanuel Macron ကလည်း ယူကရိန်းစစ်တီတွေကိုပြင်သစ်မြေပေါ်မှာလေ့ကျင့်ပေးမဲ့အစီအစဉ်တွေကိုထောက်ခံကြောင်းဇွန်လ၁၀ရက်နေ့ကပြောဆိုခဲ့ပါတယ်။ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေပြန်လည်စတင်နိုင်ဖို့ကြိုးပမ်းမှုတွေရှိနေပေမဲ့ခက်ခဲနေသေးပါပဲ။၂၀25ခုနှစ်ဇွန်လ15ရက်နေ့16ရက်နေ့မှာဆွစ်ဇာလန်နိုင်ငံမှာကျင်းပခဲ့တဲ့ယူကရိန်းငြိမ်းချမ်းရေးထိပ်သီးအစည်းအဝေးမှာနိုင်ငံပေါင်း၁၀၀ကျော်နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ကိုယ်စားလှယ်တွေပါဝင်ခဲ့ပေမဲ့ရုရှားကတော့ဖိတ်ကြားခံရခြင်းမရှိခဲ့ပါဘူး။အစည်းအဝေးရဲ့အဓိကရည်ရချက်ကယူကရိန်းရဲ့ပိုင်တဲ့နယ်မြေထဲမှာ အကျိုးအချာအာဏာကိုအတိမတ်ပြုရေးနဲ့ရေဒီယိုတက်တိကြွလုံးကြုံရေးစာနာရိတ်ခါဖူလုံရေးနဲ့စစ်သုံးပန်းလဲလှယ်ရေးစတဲ့အချက်တွေကိုဆွေးနွေးခဲ့ကြပါတယ်ဒါပေမဲ့ရုရှားရဲ့ပါဝင်မှုမရှိတဲ့အတွက်တိကျတဲ့ငြိမ်းချမ်းရေးလမ်းစာတစ်ခုကိုတော့မဖော်ဆောင်နိုင်သေးပါဘူးရုရှားသမ္မတဗလာဒီမာပူတင်ကတော့ယူကရိန်းအနေနဲ့တိမ်ပတ်ကန်တဲ့မြေတွေကိုဆွန့်လွတ်မှသာငြိမ်းချမ်းရေးကိုဆွေးနွေးမယ်လို့ထပ်မံပြောကြားခဲ့ပါတယ်ဒီပဋိပက္ခဟာစစ်မြေပြင်မှာသာမကဘဲနဲ့စီးပွားရေးနဲ့ပထဝီနိုင်ငံရေးအရာပါ ကြီးမားတဲ့တက်ရောက်မှုတွေရှိနေပါတယ်။ဥရောပရဲ့စွမ်းအင်ပူလွန်ရေးဟာရုရှားရဲ့တန်ငွေအပေါ်မှာမိကိုနေမှုလျှော့ချရေးကိုဥတီနေပြီးတော့ဥရောပတမကကရုရှားရေနံနဲ့တန်ငွေအပေါ်မှာပိတ်ဆို့အရေးယူမှုတွေကိုစက်တိုက်ချမှတ်နေတဲ့အတွက်2024ခုနှစ်မှာရုရှားရဲ့စွမ်းအင်ပို့ကုန်ဝင်ငွေဟာ40ရာခိုင်နှုန်းကျဆင်းခဲ့တယ်လို့နိုင်ငံတကာစွမ်းအင်အေဂျင်စီ IEA ကထုတ်ပြန်ထားပါတယ်။ကမ္ဘာစားနပ်ရိက္ခာဈေးကွက်မှာလည်းယူကရိန်းကကမ္ဘာဂျုံစဘာတင်ပို့မှုရဲ့10ရာခိုင်နှုန်းကျော် နေကြာစီရဲ့90ရာခိုင်နှုန်းကျော်ကိုပံ့ပိုးနေတဲ့အတွက်စစ်ပွဲကြောင့်စားနပ်ရိက္ခာဈေးနှုန်းတွေမြင့်တက်လာပြီးတော့အရှေ့အာဖရိကလိုဒေသတွေမှာစားနပ်ရိက္ခာဖူလုံမှုပြဿနာတွေရင်ဆိုင်နေရပါတယ်။အဲဒီပြည်ပခါရဲ့အနာဂတ်ကဘယ်လိုဖြစ်လာမလဲဆိုတာကိုတော့လွန်စွာမှမှန်းရခက်ပါတယ်။ဒါပေမဲ့တေချာတာကတော့ဒီပြည်ပခါရဲ့တည်ရောက်မှုတွေကနှစ်ပေါင်းများစွာကြာအောင်ဆက်လက်တည်ရှိနေအောင်မှာဖြစ်တယ်လို့နိုင်ငံတကာဆက်ဆံရေးကိုလည်းဆက်လက်ပုံဖော်နေအောင်မှာပဲဖြစ်ပါတယ်။နံပါတ်1အနေနဲ့ကတော့ အရှိအလဲပိုင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဂါဇာမှာရှိတဲ့လူသားချင်းစာနာမှုအကျက်တဲနဲ့ငြိမ်းချမ်းရေးအတွက်အားထုတ်မှုတွေအကြောင်းကိုပြောပြပေးခြင်းပါတယ်။အရှိအလဲပိုင်းတိုင်းဒေသပြည်ပခတွေဟာလည်းဒီနေ့ဇွန်လ19ရက်နေ့မှာအရေးပါတဲ့သတင်းတပုတ်အဖြစ်ပါဝင်နေခဲ့ပါတယ်။အထူးသဖြင့်အစ္စရေးနဲ့ပါလက်စတိုင်းပြည်ပခဟာပြီးခဲ့တဲ့လပိုင်းတွေအတွင်းမှာတိတိတသာတင်းမာမှုတွေမြင့်တက်ခဲ့ပြီးတော့ဂါဇာကမ်းမြောင်ဒေသမှာပြင်းထန်တဲ့စစ်ရေးပြည်ပခတွေဖြစ်ပွားခဲ့ပါတယ်။ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ေါင်းဆက်ညီနိုင်ရေးယုံ OCHA ရဲ့2025ခုနှစ်ဇွန်လ18ရက်နေ့ထုတ်ပြန်ချက်တွေအရဂါဇာဒေသမှာတေဆုံးသူ3,500ကျော်ရှိခဲ့ပြီးတော့အများစုကအမျိုးသမီးနဲ့ကလေးငယ်တွေပဲဖြစ်ပါတယ်။လူဦးရေရဲ့နှစ်သန်းနီးပါးဟာနေရွှန့်ခွာခဲ့ရပြီးတော့အိုးမဲအိမ်မဲဖြစ်နေရပြီးစားနပ်ရိက္ခာရေနဲ့ဆေးဝါးတွေအရေးတကြီးလိုအပ်နေပါတယ်။အမေရိကန်ပြည်ထောင်စုကတော့ဒီဒေသမှာငြိမ်းချမ်းရေးရရှိဖို့အတွက်အ धिक ဂျာဝင်ဆောင်ရွက်နေသူတအုပ်အဖြစ်ပါဝင်နေပြီးတော့ အမေရိကန်နိုင်ငံသားရေးဝန်ကြီးအန်တိုနီဘရင်ကန်ကလည်းပြီးခဲ့တဲ့သတင်းပတ်တွေအတွင်းကအစ္စရေးဝန်ကြီးချုပ်ဗက်ဂျမင်နေတန်ယာဟုနဲ့ပါလက်စတိုင်းသမ္မတမာမွတ်အဘတ်စတိုနဲ့တီချာတွေ့ဆုံခဲ့ပြီးတော့နှစ်နိုင်ငံဖြည့်ရှင်းသည့် two state solution ကိုအားပေးခဲ့ပါတယ်။ဒါ့အပြင်ဒေသတွင်းနိုင်ငံတွေဖြစ်တဲ့အီဂျစ်နဲ့ကာတာတို့ကလည်းအစ္စရေးနဲ့ဟားမတ်ရဲ့ဂျာမန်အပြစ်ခတ်ရစေရေးနဲ့ဒဇဂန်လဲလဲရေးတို့အတွက်ဂျားဝင်ညှိနှိုင်းပေးဖို့ကြိုးပမ်းနေကြပါတယ်။ဇွန်လ15ရက်နေ့ဟာကာတာနိုင်ငံရဲ့ဂျားဝင်ဆောင်ရွက်မှုနဲ့ အစ္စရေးတစားကန်၄ဦးနဲ့ပါလက်စတိုင်းအကြံသာ၁၂ဦးတို့အကြားမှာပထမဆုံးအကြိမ်တစားကန်လဲလှယ်မှုကိုအောင်မြင်စွာပြုလုပ်နိုင်ခဲ့တာဟာငြိမ်းချမ်းရေးအတွက်အပြုသဘောဆောင်တဲ့လက္ခဏာတစ်ခုပဲရှုမြင်နိုင်ပါတယ်။ဒီဒီသားမှာအစ္စရေးပါလက်စတိုင်းအပြင်စီးရီးယားပြည်တွင်းစစ်ယီမင်ပြည်ပခနဲ့အီရန်နျူကလ িয়ার အစီအစဉ်စတဲ့ရှုပ်ထွေးတဲ့ပြဿနာတွေဟာလည်းအများအပြားရှိနေပါတယ်။စီးရီးယားမှာဆိုရင်တော့အစိုးရတက်တည်တဲ့တပုံအဖွဲ့တွေကြားမှာပြည်ပခတွေကဆက်လက်ဖြစ်ပွားနေစေဖြစ်ပြီးတော့ကုလသမဂ္ဂရဲ့ခံမှန်းချက်တွေအရာ ပြည်သူ၁၄တန်းကျော်ဟာလူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေလိုအပ်နေပါတယ်။ရင်းမြစ်မှာလည်းဟူတီတပုံးနေနဲ့အစိုးရတပ်တွေကြားစစ်ပွဲကြောင့်ကမ္ဘာအစိုးရအဆုံးလူသားချင်းစာနာမှုအကြက်တဲတခုကိုရင်ဆိုင်နေရပြီးတော့လူပေါင်း၂၀တန်းကျော်ဟာစားနပ်ရိက္ခာမလုံလောက်မှုနဲ့ရင်ဆိုင်နေရပါတယ်။အီရန်နဲ့နျူကလ িয়ার အစီအစဉ်ဟာလည်းနိုင်ငံတကာရဲ့အစိုးရပူပန်မှုကိုဖြစ်စေပြီးတော့အမေရိကန်နဲ့ဥရောပနိုင်ငံတွေကအီရန်အပေါ်မှာစီးပွားရေးပိတ်ဆို့မှုတွေဆက်လက်ချမှတ်ထားစေပဲဖြစ်ပါတယ်။ 2025ခုနှစ်ဇွန်လ17ရက်နေ့ကအပြည်ပြည်ဆိုင်ရာအနုမြစ်စွမ်းအင်အေဂျင်စီ IAEA ကအီရန်ဟာယူရေဒီယံကြွေးဝါးမှုနှုန်း60ရာခိုင်နှုန်းအထိမြင့်တင်ထားကြောင်းထုတ်ပြန်ခဲ့ပြီးတော့ဒါဟာနျူကလ িয়ার လက်နက်ထုတ်လို့ရတဲ့အတွက်လိုအပ်နေတဲ့60ရာခိုင်နှုန်းအဆင့်နှားကိုချိကတ်နေတာဖြစ်တယ်လို့စိုးရိမ်မှုတွေတိုးပါစေခဲ့ပါတယ်။ငញ្ញမ်းရေးရရှိဖို့အတွက်ကတော့နှစ်ဖက်စလုံးရဲ့အပြန်အလှန်နားလည်မှုယုံကြည်မှုတည်ဆောက်မှုနဲ့နိုင်ငံတကာရဲ့ထိရောက်တဲ့ဂျားဝင်ညှိနှိုင်းမှုတွေလိုအပ်နေပါသေးတယ်။ ဒီနေ့ဇွန်လ19ရက်နေ့မှာတော့အရှိအလေပိုင်းကတည်င်းနေဟာဇိုးရင်ပူပန်မှုတွေနဲ့အတူမျောလင့်ချက်အနေငယ်ကိုသာပေးစွမ်းနေစေပဲဖြစ်ပါတယ်။နောက်ထပ်နံပါတ်3အနေနဲ့ကတော့ကမ္ဘာစီးပွားရေးအခြေအနေကိုစင်ခေါ်နေတဲ့ငွေကြေးဖောင်းပွားမှုစွန့်အင်ဈေးနှုန်းနဲ့ကမ္ဘာလုံးဆိုင်ရာကုန်သွယ်ရေးအကြောင်းကိုပြောပြတင်ဆက်ပေးခြင်းပါတယ်။ဒီနေ့ဇွန်လ19ရက်နေ့ရဲ့နောက်ထပ်အရေးကြီးတဲ့သတင်းတစ်ပုဒ်ကတော့ကမ္ဘာစီးပွားရေးအခြေအနေပါ။ကမ္ဘာတစ်ဝှမ်းမှာငွေကြေးဖောင်းပွားမှုနှုန်းတွေမြင့်တက်လာတာဟာစီးပွားရေးပညာရှင်တွေနဲ့ဗဟိုဘဏ်တွေရဲ့အဓိကစိုးရိမ်စရာဖြစ်လာခဲ့ပါတယ်။ အမေရိကန်ပြည်အောင်စုမှာမေလ2025ခုနှစ်အတွက်စားသုံးသူဈေးနှုန်းညွှန်ကိန်း CPI ဟာ9တသမ1ရာခိုင်နှုန်းအထိမြင့်တက်ခဲ့ပြီးတော့ဒါဟာဗဟိုဘဏ်ရဲ့ရည်မှန်းချက်ဖြစ်တဲ့1ရာခိုင်နှုန်းထက်တိတိတသာမြင့်မားနေတာပါဥရောပသမဂ္ဂရဲ့ငွေကြေးဖောင်းပွမ်းမှုနှုန်းဟာလည်း6တသမ3ရာခိုင်နှုန်းအထိရှိခဲ့ပြီးတော့ပြည်ထောင်နိုင်ငံမှာ9တသမ0ရာခိုင်နှုန်းအထိရောက်ရှိခဲ့ပါတယ်ဒီလိုငွေကြေးဖောင်းပွမ်းမှုကိုထိန်းချုပ်ဖို့အတွက်အမေရိကန်ဗဟိုဘဏ်ကပြီးခဲ့တဲ့နှစ်ပိုင်းအတွင်းအတိုးနှုန်းတွေကိုဆက်လက်တိုးမြှင့်ခဲ့ပြီးတော့ လက်ရှိမှာ9.25ရာခိုင်နှုန်းမှ9.53ရာခိုင်နှုန်းအထိရောက်ရှိနေတာပဲဖြစ်ပါတယ်။ဥရောပဗဟိုဘဏ် ECB ကလည်းအတိုးနှုန်းတွေကို4.5ရာခိုင်နှုန်းအထိတိုးမြင့်ခဲ့ပြီးတော့ပြည်ထောင်ဗဟိုဘဏ်ကလည်း9.25ရာခိုင်နှုန်းအထိတိုးမြင့်ခဲ့ပါတယ်။စွမ်းအစည်းနှုန်းတွေမြင့်တက်လာတာဟာလည်းစီးပွားရေးလုပ်ငန်းတွေနဲ့ပြည်သူလူထုကိုကြီးမားတဲ့ PR တွေပေးနေပါတယ်။ယူကရိန်းရုရှားပြည်ပခန့်တွေကြောင့်ရုရှားရေနံနဲ့တန်ခွေအပေါ်ပိတ်ဆို့မှုတွေဟာကမ္ဘာရေနံဈေးကွက်ကိုထိခိုက်စေခဲ့ပါတယ်။ လက်ရှိအချိန်မှာ brand ရေနံစိမ်းတစ်စီကို82ဒေါ်လာဝန်းကျင်အထိမြင့်တက်နေပြီးတော့ American ရေနံစိမ်း WTI တစ်စီကို88ဒေါ်လာဝန်းကျင်အထိရှိနေပါတယ်။ဒီလိုစွမ်းရည်ဈေးနှုန်းတွေမြင့်တက်လာမှုဟာထောက်ပံ့ရေကွင်းဆက်ဈေးတွေကိုတိုးမြင့်စေပြီးတော့ကုန်ပစ္စည်းဈေးနှုန်းတွေကိုပါထပ်မံမြင့်တက်စေပါတယ်။အထူးသဖြင့်ဥရောပနိုင်ငံတွေဟာရုရှားတန်းငွေကိုအစားထိုးဖို့နီလန်းတွေရှာဖွေနေရပြီးတော့စောင်းရာသီမှာစွမ်းရည်ပြက်လက်မှုအန္တရာယ်ကိုစိုးရိမ်နေကြရပါတယ်။ဒါပြင်နိုင်ငံအချင်းချင်းကုန်သွယ်မှုဝါဒတွေ ကာကွယ်ရေးဆိုင်ရာအခွင့်အခါတွေစတာတွေကလည်းကမ္ဘာစီးပွားရေးကိုရိုက်ခတ်နေပါဗျ။အမေရိကန်နဲ့တရုတ်အကြားမှာကုန်သွယ်ရေးတင်းမာမှုတွေဟာပြီးခဲ့တဲ့နှစ်တွေကလေးကစတင်ခဲ့ပြီးတော့အပြန်အလှန်အခွင့်အခါတွေချမှတ်ခဲ့ပါဗျ။ဥရောပအနေနဲ့အမေရိကန်ကတရုတ်သွင်းကုန်ဒေါ်လာ380ကျော်ဘီလီယံအပေါ်မှာအခွင့်တိုးမြင့်ခဲ့တယ်လို့တရုတ်ကလည်းအမေရိကန်ရဲ့ကုန်ပစ္စည်းဒေါ်လာ130ဘီလီယံကျော်အပေါ်မှာအခွင့်တိုးမြင့်မှုတွေတုံ့ပြန်ခဲ့ပါဗျ။ဒီလိုအခြေအနေတွေကြောင့်ကမ္ဘာကုန်သွယ်မှုနှုန်းတွေကနှေးကွေးလာပြီးတော့ ကမ္ဘာစီးပွားရေးကြီးထွားမှုကိုထိခိုက်စေခဲ့ပါတယ်။ကမ္ဘာကုန်သွယ်ရေးအဖွဲ့ WTO က2025ခုနှစ်အတွက်ကမ္ဘာကုန်သွယ်မှုကြီးထွားမှုနှုန်းကို1.5ခန်းတုန်းထိချောချခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီစိန်ခေါ်မှုတွေရှိနေပေမဲ့လည်းနည်းပညာတိုးတက်မှုတွေ digital စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွေကစီးပွားရေးအတွက်အခွင့်အလမ်းတက်တီကိုလည်းဖန်တီးပေးနေပါတယ်။ဥပမာအနေနဲ့ electronic ကုန်သွယ်မှု e-commerce ဈေးကွက်ဟာ2024ခုနှစ်မှာဒေါ်လာ6.3ထရီလီယံအထိရောက်ခဲ့ပြီးတော့ 2028ခုနှစ်မှာဒေါ်လာ9ထရီလီယံအထိတိုးတက်လာမယ်လို့ခန့်မှန်းထားပါတယ်။ AI နည်းပညာရဲ့တိုးတက်လာမှုကလည်းကွန်ထုတ်ဆွမ်းအားကိုမြင့်တင်ပေးနိုင်တဲ့အလားအလာတွေကိုဖန်တီးပေးနေပါတယ်။ဒါကြောင့်ဒီနေ့ဇွန်လ19ရက်နေ့မှာကမ္ဘာစီးပွားရေးဟာစိန်ခေါ်မှုတွေနဲ့အခွင့်အလမ်းတွေကြားမှာဟန်ကျက်ညီအောင်ရပ်တည်နေရတယ်လို့ဆိုရမှာပဲဖြစ်ပါတယ်။နောက်ထပ်နံပါတ်လေးအနေနဲ့ကတော့ရာသီဥတုပြောင်းလဲမှုနဲ့ကမ္ဘာလုံးဆိုင်ရာအပူချိန်စမ်းချိန်တွေတဘာဝဘေးအန္တရာယ်တွေတိုးပွားလာခြင်းနဲ့ COP30 ရဲ့မျှော်မှန်းချက်တွေအကြောင်းကိုတင်ဆက်ပေးခြင်းပါတယ်။ ရာသီဥတုပြောင်းလဲမှုဟာဒီနေ့ဇွန်လ19ရက်နေ့မှာလဲတက္ကပါလုံးဆိုင်ရာရဲ့အာယုံဆိုင်မှုကိုဆွေးဆောင်နေတဲ့ထိတ်တန့်သတင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ပြီးခဲ့တဲ့နှစ်တည်အတွင်းမှာလဲအပူချိန်ဟာစံချိန်တင်မြင့်တက်လာတာကိုတွေ့ရပါတယ်။မိုးလေဝသအဖွဲ့ WMO ရဲ့ထုတ်ပြန်ချက်တွေအရ2024ခုနှစ်ဟာမှတ်တမ်းတင်သမိုင်းတစ်ချောင်းအပူဆုံးနှစ်တည်တွေကတစ်နှစ်ဖြစ်ခဲ့ပြီးတော့ကမ္ဘာပြားမြအပူချိန်ဟာစက်မှုခေတ်မတိုင်မီကထက်တက်တမ၄ခွန်ဒီဂရီစင်တီဂရိတ်၂တက်တမ၆၅ဒီဂရီဖာရင်ဟိုက်မြင့်တက်ခဲ့ပါတယ်။ဒါရီဟာပါရီသဘောတူညီချက်ရဲ့ ၁တက်သမ5ဒီဂရီစင်တီဂရိတ်ကန့်သတ်ချက်တွေကိုချိုးဖောက်လို့နှီးပါအခြေအနေကိုရောက်ရှိခဲ့တာပဲဖြစ်ပါတယ်။အဲဒီလိုအပူချိန်မြင့်တက်မှုကြောင့်ရေခဲမြစ်တွေအကြီးပျော်ပြီးတော့ပင်လယ်ရေမျက်နှာပြင်တွေမြင့်တက်လာပါတယ်။၂၁ရာစုရဲ့ပထမ၂၅နှစ်အတွင်းမှာပင်လယ်ရေမျက်နှာပြင်ဟာပြားမြ၈စင်တီမီတာ၃တက်သမတလက်မခန့်မြင့်တက်ခဲ့ပြီးတော့မြန်မာနိုင်ငံကရန်ကုန်လိုမြို့ဝကျွန်းပေါ်ဒေသတွေနဲ့ဘင်္ဂလားဒေ့ရှ်လိုကမ်းရိုးတန်းနိုင်ငံတွေအတွက်ရေလွှမ်းမှုမှုနဲ့မြေကြီးဝင်ရောက်မှုအန္တရာယ်တွေကိုပုံမှန်မြင့်တက်စေပါတယ်။ ဒါ့အပြင်ရာသီဥတုပြောင်းလဲမှုကြောင့်သဘာဝဘေးအန္တရာယ်တွေမကြာခဏဆိုသလိုပုံမပြင်းထန်စွာဖြစ်ပွားလာပါတယ်။ဥပမာအနေနဲ့2024ခုနှစ်မှာကမ္ဘာတဝက်မှာဖြစ်ပွားခဲ့တဲ့မုန်တိုင်းကြီးတွေဥပမာအနေနဲ့ဖလော်ဒါယီကိုဝင်ရောက်ခဲ့တဲ့လော်ရီကိန်းအီတာဖိလစ်ပိုင်ကိုဝင်ရောက်ခဲ့တဲ့စူပါတိုင်ဖွန်မိုင်ဆန်ရေကြီးမှုတွေနဲ့မီးလောင်မှုတွေကြောင့်ဒေါ်လာ400ဘီလီယံကျော်တန်ဖိုးရှိတဲ့စီးပွားရေးဆုံးရှုံးမှုတွေရှိခဲ့ပါတယ်။အာဖရိကရဲ့ဟွန်းဒေတာမှာအပူလိုင်းတန်နဲ့ရေရှားပါမှုတန်တွေကြောင့်စိုက်ပျိုးရေးထုတ်လုပ်သူတွေကျဆင်းလာပြီးတော့ လူပေါင်းတန်းနဲ့ရှိပြီးတော့စားနပ်ရိက္ခာဖူလုံရေးပြဿနာတွေကိုရင်ဆိုင်နေရပါတယ်။နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့အစိုးရကရာသီဥတုပြောင်းလဲမှုကိုတိုက်ဖျက်ဖို့အတွက်ကြိုးပမ်းနေကြပါတယ်။ပါရီသဘောတူညီချက်အရကမ္ဘာအပူချိန်မြင့်တက်မှုကို1ဒီဂရီစင်တီဂရိတ်အောက်ဖြစ်နိုင်တယ်ဆိုရင်တော့1.5ဒီဂရီစင်တီဂရိတ်အောက်ထိန်းချုပ်ဖို့ပန်းနိုင်ထားရှိပြီးတော့ကာဗွန်ထုတ်လွှတ်မှုချော့ချရေးကိုအားထုတ်နေပါတယ်။ဥရောပတမကက2030ပြည့်နှစ်မှာကာဗွန်ထုတ်လွှတ်မှုကို1990ပြည့်နှစ်အဆင့်ထက် 55ရာခိုင်နှုန်းချောချဖို့ရည်ရွယ်ထားပြီးတော့တရုတ်ကလည်း2060ပြည့်နှစ်မှာကာဝန်ကြားနိုင်မှုကိုရောက်ရှိဖို့ကတိပြုထားပါတယ်။ပြန်လည်ပြည့်ပြည့်မဲ့စွမ်းအင်တွေဖြစ်တဲ့နေအောင်ကြီးစွမ်းအင်နဲ့လေစွမ်းအင်တွေကိုအသုံးပြုမှုကလည်းတည်တည်တတ်တာတိုးတက်လာပါတယ်။2024ခုနှစ်မှာကမ္ဘာပြန်လည်ပြည့်ပြည့်မဲ့စွမ်းအင်ကိုထုတ်လုပ်မှုဟာ55ရာခိုင်နှုန်းတိုးတက်ခဲ့တယ်လို့ International Renewable Energy Agency IRENA ကထုတ်ပြန်ခဲ့ပါတယ်။လာမယ့်2025ခုနှစ်နိုဝင်ဘာလမှာဘရာဇီးနိုင်ငံမှာကျင်းပမယ့် COP30 2025 United Nations Climate Change Conference ဟာလေရာသီဥတုပြောင်းလဲမှုဆိုင်ရာကမ္ဘာလုံးဆိုင်ရာဆောင်ရွက်နေမှုတွေအတွက်အရေးကြီးတဲ့မှတ်တိုင်တစ်ခုဖြစ်လာဖို့မျှော်မှန်းထားပါတယ်။ဒါပေမဲ့ရာသီဥတုပြောင်းလဲမှုဟာတနိုင်ငံနဲ့တူတဲ့လှုပ်ဆောင်လို့ရတဲ့ကိစ္စမဟုတ်ဘဲနဲ့တကမ္ဘာလုံးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတွေလိုအပ်ပါတယ်။ဒီနေ့ဇွန်လ16ရက်နေ့မှာရာသီဥတုပြောင်းလဲမှုဆိုင်ရာတင်းနေဟာအရေးတကြီးအရေးယူဆောင်ရွက်ဖို့လိုအပ်ကြောင်းထပ်လောင်းသတိပေးသလိုအနာဂတ်အတွက်ရေရှည်တည်တဲ့ဖြည့်ရှင်းနည်းတွေကိုရှာဖွေဖို့လည်းတိုက်တွန်းနေပါတယ်။ ဆက်လက်ပြီးတော့နံပါတ်5အချက်အနေနဲ့ကတော့ဤပညာတိုးတက်မှုတွေဉာဏ်ဤတုရဲ့အရှိန်အဟုန်စိုက်ပါလုံးကျုံရေးအစိန်ခေါ်မှုနဲ့ကမ္ဘာစီမံစည်းကမ်းနေဤပညာနယ်ပယ်မှာဖြစ်ပေါ်တိုးတက်နေတဲ့အခြေအနေတွေဟာလေဒီနေ့ဇွန်လ19ရက်နေ့မှာစေဝင်စားဝယ်တရင်နေဖြစ်ပေါ်ပြပါရှိနေပါလေ Artificial Intelligence AI ဤပညာရဲ့လင်းမြန်စွာတိုးတက်လာမှုဟာကဏ္ဍပေါင်းစုံမှာကြီးမားတဲ့ပြောင်းလဲမှုတွေကိုဖန်တီးပေးနေပါတယ် Open AI ရဲ့ ChatGPT 5လို့ AI model တွေဟာ2025ခုနှစ်မှာစတင်မိတ်ဆက်လာနိုင်ပြီးတော့စာရေးသားတာ၊ကုတ်ရေးသားတာ၊ဘာသာပြန်တာနဲ့အချက်အလက်ခွဲခြားစိတ်ပြတာစတဲ့လုပ်ငန်းတွေမှာပုံမတိကျစွာနဲ့တိတိယောက်ယောက်လုံဆောင်နိုင်ပွဲရှိပါတယ်။ Google DeepMind ရဲ့ Gemini model လို့ AI တွေကလည်းစာသားပုံအတန်းဗီဒီယိုတွေကိုတပြိုင်တည်းထဲနေပါနားလည်နိုင်တဲ့ multi model AI အဆင့်ကိုရောက်ရှိလာပြီဖြစ်ပါတယ်။ Microsoft, Google, Amazon နဲ့ Nvidia လိုနည်းပညာကုမ္ပဏီကြီးတွေဟာ AI နဲ့ပဲမှာ ဗီလီယန်နဲ့ရှိတဲ့ယင်းဒီမြုပ်နှံမှုတွေကိုစက်တိုက်ပြုလုပ်နေကြပြီးတော့2025ခုနှစ်မှာ AI ဈေးကွက်တန်ဖိုးဟာလည်းဒေါ်လာ900ဘီလီယံကျော်အထိရောက်ရှိလာနိုင်တယ်လို့ခန့်မှန်းထားပါတယ်။ AI ဟာစက်မှုလုပ်ငန်း၊ကျန်းမာရေး၊ပညာရေးနဲ့စီးရေးကဏ္ဍတွေအထိကြေကြေပြန့်ပြန့်အသုံးပြုလာနေပြီဖြစ်ပါတယ်။ကျန်းမာရေးကဏ္ဍမှာ AI ဟာယောဂါရှာဖွေကုသရာမှာဥပမာရင်ဘတ်တက်မှန်နဲ့ကင်ဆာဆဲတွေကိုကွဲခြံစိတ်ဖြာရာမှာလူသားဆရာဝန်တွေထက်ပုံမူတိကျစွာလှုပ်ဆောင်နိုင်တာ ဈေးဝါရှာဖွေထုတ်လုပ်မှုကိုအချိန်မြင့်တင်ပေးနိုင်တာဥပမာဒီမန်ရဲ့ Alpha 4ဟာပရိုတင်းဖွဲ့စည်းပုံတွေကိုခန့်မှန်းပေးနိုင်တာစတဲ့အကျိုးကျေးဇူးတွေကိုပေးနေပါတယ်ပညာရေးမှာလည်း AI Power Landy Platform တွေဟာကျောင်းသားတွေကိုတအူးချင်းတင်ကြားမှုအထောက်အကူပြုနေပါတယ်ဒါပေမဲ့ AI ရဲ့တိုးတက်မှုနဲ့အတူစိုက်ဘာလုံခြုံရေးကိစ္စတွေဟာလည်းပုံမှုအရေးကြီးလာပါတယ်2024ခုနှစ်မှာကမ္ဘာတစ်ဝှမ်းမှာဖြစ်ပွားခဲ့တဲ့စိုက်ဘာတိုက်ခိုက်မှုတွေကြောင့်ဒေါ်လာ6ထရီလီယံကျော်အထိတန်ဖိုးရှိတဲ့ စီးပွားရေးဆုံးရှုံးမှုတွေရှိခဲ့တယ်လို့ Cyber Security Venture ကခန့်မှန်းထားပါတယ်။ရုရှားနဲ့တရုတ်တို့လိုနိုင်ငံတွေဟာအစိုးရစပွန်ဆာပေးတဲ့ Cyber တိုက်ခိုက်မှုတွေပုံမှန်လုံးဆောင်နိုင်ပြီးတော့အစိုးရအဖွဲ့အစည်းတွေစီးပွားရေးလုပ်ငန်းတွေနဲ့အခြေခံအဆောက်အုံတွေကိုပြင့်မှတ်ထားတိုက်ခိုက်နေပါတယ်။ကိုယ်ရေးချက်လက်တွေကိုကိုယူတာ Data Fresh ဥပမာ2024ခုနှစ်က Adobe ရဲ့သုံးစွဲသူတန်150ရဲ့ကိုယ်ရေးအချက်လက်ပေါကြမှု Ransomware တိုက်ခိုက်မှုတွေနဲ့ Phishing Scan တွေဟာပုံမှန်ရှုပ်ထွေးလာပြီးတော့လူပုဂ္ဂိုလ်တအူးချင်းစီရောအဖွဲ့အစည်းတွေကိုပါ ပုံမှုချင်းချောက်လာပါတယ် AI ကိုအသုံးပြုပြီးပုံမှုအစင်းမြင့်တဲ့ cyber တိုက်ခိုက်မှုတွေကိုလုံဆောင်လာနိုင်တဲ့အတွက်လုံခြုံရေးကိစ္စတွေဟာပုံမှုစိန်ခေါ်မှုတွေများလာပါတယ်ဒါကြောင့် cyber လုံခြုံရေးဆိုင်ရာမူဝါဒတွေနည်းပညာတွေနဲ့စီမံစည်းကမ်းတွေကိုအချိန်နဲ့တပြေးညီတိုးတက်အောင်လုံဆောင်နိုင်ဖို့လိုအပ်နေပါတယ်နိုင်ငံတကာအစိုးရမှလည်းလုံခြုံရေးအတွက်ပူးပေါင်းဆောင်ရွက်မှုတွေတရင်အချက်လက်တွေဖလှယ်တာတွေပုံမှုလိုအပ်လာပါတယ် Robert Tamaka EU ဟာ AI အပေါ်မှာကမ္ဘာပထမဆုံး ဥပဒေကြမ်းကို2024ခုနှစ်ကအတည်ပြုခဲ့ပြီးတော့ AI စနစ်တွေကို NDA ရှိမှုအဆင့်အတန်းလိုက်စီမင်းစည်းကမ်းတွေသတ်မှတ်ထားပါတယ်။ဒါဟာ AI ကိုထိန်းချုပ်ဖို့တက္ကမလုံးဆိုင်ရာကြိုးပမ်းမှုရဲ့အစလိုပဲဆိုနိုင်ပါတယ်။ဒီနေ့ဇွန်လ16ရက်နေ့မှာတော့ဤပညာတိုးတက်မှုတွေဟာကျွန်တော်တို့ရဲ့ဘဝတွေကိုဘလို့ပုံဖော်သွားမလဲဆိုတာစောင့်ကြည့်လေ့လာရမယ့်အခြေအနေတစ်ခုဖြစ်ပါတယ်။နောက်ထပ်နံပါတ်6အနေနဲ့ပြောပြချင်တာကတော့ကမ္ဘာလူဦးရေပြောင်းလဲမှုတက်ကြီးရွယ်အိုတိုးတက်လာတာနဲ့ ဝေဖောင်းမှုနှုန်းကျဆင်းလာတာနဲ့လူမှုစီးပွားစိန်ခေါ်မှုတွေအကြောင်းကိုဆွေးနွေးတင်ဆက်ပေးခြင်းပါတယ်။ကမ္ဘာလူဦးရေပြောင်းလဲမှုပုံစံဟာလည်းဒီနေ့ဇွန်လ19ရက်နေ့ရက်စိတ်ဝင်စားဖွယ်ရာသတင်းတပုတ်ပဲဖြစ်ပါတယ်။နိုင်ငံတကာမှာတက်ကြီးရွယ်အိုလူဦးရေဟာတပြေးပြေးနဲ့များပြားလာပြီးတော့ဝေဖောင်းမှုနှုန်းတွေကတော့ကျဆင်းနေတာကိုတွေ့ရပါတယ်။ကုလသမဂ္ဂစီးပွားရေးနဲ့လူမှုရေးရာဌာန UNDESA ရဲ့2024ခုနှစ်ထုတ်ပြန်ချက်တွေအရကမ္ဘာလူဦးရေရဲ့စက်တေရာခိုင်နှုန်းဟာ အသက်65နှစ်နဲ့အထက်မှာရှိနေပြီးတော့2050ပြည့်နှစ်မှာ23ရာခိုင်နှုန်းအထိရောက်ရှိလာမယ်လို့ခန့်မှန်းထားပါတယ်အထူးသဖြင့်ဂျပန်ဂျာမနီအီတလီနဲ့တောင်ကိုရီးယားလိုမျိုးနိုင်ငံတွေမှာတက်ကြီးရွယ်ဥယျာဟာတည်တည်တသာများပြားနေပြီးတော့ဂျပန်မှာဆိုရင်လူဦးရေရဲ့30ရာခိုင်နှုန်းကျော်ဟာအသက်65နှစ်နဲ့အထက်ရှိနေတာဖြစ်ပြီးတော့မွေးဖွားမှုနှုန်းကလည်းအမျိုးသမီးတဦးလျင်တစ်တသမနှစ်ယောက်သာရှိပါတယ်တရုတ်ကလည်းတဦးတည်းကလေးမူဝါဒကြောင့်လူဦးရေအိုမင်းရင့်ကျော်မှုပြဿနာကိုရင်ဆိုင်နေရပြီးတော့ 2024ခုနှစ်မှာတရုတ်နိုင်ငံရဲ့မွေးဖွားမှုနှုန်းဟာတထောင်မှာ6.00ရာခိုင်နှုန်းသာရှိခဲ့ပါတယ်။တကြီးရွယ်ဦးဥယျာဉ်များပြလာတာကြောင့်ကျန်းမာရေးစောင့်ရှောက်မှုကုန်ကြစည်တွေမြင့်တက်လာပြီးတော့လူမှုဖွံ့ဖြိုးရေးစနစ်တွေအပေါ်မှာ PR တွေပုံမှန်တက်ရောက်လာပါတယ်။အသက်65နှစ်နဲ့အထက်အဦးချင်းစီရဲ့နှစ်စဉ်ကျန်းမာရေးစောင့်ရှောက်မှုကုန်ကြစည်တွေဟာအသက်18နှစ်ကနေ44နှစ်ကြာမှရှိတဲ့သူတွေထက်၄ဆခန့်ပိုမှုများပြနေတယ်လို့ကမ္ဘာကျန်းမာရေးအဖွဲ့ WHO ကထုတ်ပြန်ထားပါတယ်။ ဒါပြင်အလုံလုံနိုင်တဲ့လူဦးရေကြာဆင်းလာတာဟာစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအပေါ်မှာတည်ရောက်မှုတွေများစွာရှိနိုင်ပါတယ်။ဂျပန်နိုင်ငံနဲ့ဂျာမနီလိုနိုင်ငံတွေဟာအလုံတမာရှားပွားမှုပြဿနာကိုရင်ဆိုင်နေရပြီးတော့ဤပညာ၊ဆေးပညာနဲ့အိမ်တွင်းဝန်ဆောင်မှုကဏ္ဍတချို့မှာလူအင်အားလိုအပ်ချက်တွေများစွာရှိနေပါတယ်။တချို့နိုင်ငံတွေမှာတော့ဒီပြဿနာကိုဖြေရှင်းဖို့အတွက်ရွှေပြောင်းအခြေချနေထိုင်သူတွေကိုလက်ခံတာမျိုးတွေအသက်ကြီးတဲ့သူတွေကိုအလုံအကန့်ခွင့်လန်းပြီးပုံမှန်ဖန်တီးပေးတာမျိုးတွေကိုလှုံ့ဆော်နေကြပါတယ်။ ဥပမာအနေနဲ့ကနေဒါနိုင်ငံဟာ2025ခုနှစ်မှာရွှေပြောင်းအခြေချလူဦးရေ9သိန်းကျော်ကိုလက်ခံဖို့ရည်မှန်းထားပြီးတော့အသက်60ကျော်ဝန်ထမ်းတွေကိုလည်းအလုပ်ပြန်လည်ခန့်အပ်ဖို့အလုပ်အတွေ့အကြုံတွေကိုဖလှယ်ဖို့အားပေးနေပါတယ်။လူမှုဘူလုံရေးစနစ်တွေဖြစ်တဲ့ပင်စင်စနစ်တွေကိုပြန်လည်ပြင်ဆင်တာအငင်းစားယူမဲ့အသက်ပိုင်းခြားတွေကိုတိုးမြှင့်တာမျိုးတွေလည်းလှုပ်ဆောင်နေကြပါတယ်။ပြင်သစ်နိုင်ငံရဲ့အငင်းစားယူမဲ့အသက်60နှစ်နေက64နှစ်အထိတိုးမြှင့်မှုကြိုးပမ်းခဲ့ရမှာကြီးမားတဲ့စံတာပြုမှုတွေဖြစ်ပွားခဲ့ပါတယ်။ ဒါပေမဲ့လူဦးရေပြောင်းလဲမှုဟာရေရှည်အတွက်ပြင်ဆင်ထားတဲ့ကိစ္စရာတစ်ခုပဲဖြစ်ပါတယ်။ဒီနေ့ဇွန်လ19ရက်နေ့မှာတော့ကမ္ဘာလူဦးရေပြောင်းလဲမှုဟာကျွန်တော်တို့ရဲ့အနာဂတ်လူမှုဘဝမှာဘယ်လိုပုံဖော်သွားမလဲဆိုတာကိုစဉ်းစားစရာတွေပေးနေတာပဲဖြစ်ပါတယ်။နမခွန်အနေနဲ့ကတော့ကမ္ဘာရေကြီးမှုနဲ့အမှုပညာ digital ခေတ်ရဲ့ပြောင်းလဲမှု AI အမှုပညာနဲ့ရေကြီးမှုထိန်းသိမ်းရေးအကြောင်းကိုပြောပြတင်ဆက်ပေးကြပါမယ်။ကမ္ဘာရေကြီးမှုနဲ့အမှုပညာနဲ့ပတ်သက်မှာဖြစ်ပေါ်နေတဲ့အပြောင်းလဲတွေဟာလည်းဒီနေ့ဇွန်လ19ရက်နေ့မှာ စိတ်ဝင်စားဖွယ်ရာသတင်းတွေကတခုပဲဖြစ်ပါတယ် globalization ကြောင့်ကမ္ဘာယဉ်ကျေးမှုတွေဟာပုံမရောနှောလာပြီးတော့အပြန်အလှန်လွှမ်းမိုးမှုတွေရှိလာနိုင်ပါတယ်တောင်ကိုရီးယားနိုင်ငံရဲ့ K-pop ဂီတအဖွဲ့ BTS အဖွဲ့လိုမျိုးအဖွဲ့တွေဟာကမ္ဘာတစ်ဝှမ်းမှာလူကြိုက်များကြော်ကြားလာပြီးတော့2024ခုနှစ်မှာ Grammy စုပွဲပွဲမှာအဖွဲ့လိုက်ဖြိုပြခဲ့ပါတယ် Netflix ရဲ့ Squid Game လို့ကိုရီးယား series တွေကလည်းတန်းနဲ့ရှိတဲ့ပရိသတ်တွေကိုဆွဲဆောင်နိုင်ခဲ့ပြီးတော့နိုင်ငံတကာကအမေစုများစွာကိုစုကူခဲ့ပါတယ်ဒါဟာဒေတာတွင်ယဉ်ကျေးမှုတွေဟာ ကမ္ဘာလုံးဆိုင်ရာအဆင့်ကိုရောက်ရှိလာနိုင်ကြောင်းပြသနေပါတယ်။အထူးသဖြင့်ဒီဂျစ်တယ်နည်းပညာတွေရဲ့တိုးတက်လာမှုဟာယဉ်ကျေးမှုနဲ့အမှုပညာဖန်တီးမှုတွေကိုအထောက်အကူပြုနေပါတယ်။ YouTube, Spotify နဲ့ TikTok လို platform တွေကအမှုပညာရှင်တွေကိုသူတို့ရဲ့ဖန်တီးမှုတွေကိုကမ္ဘာတစ်ဝန်းကပရိသတ်တွေစီကိုလွယ်လွယ်ကူကူနဲ့ဖြန့်ဝေစေနိုင်ပါတယ်။ TikTok ကလူငယ်တွေဟာသူတို့ရဲ့ကိုယ်ပိုင်အကတချင်းနဲ့ဟာတာဖန်တီးမှုတွေကိုကမ္ဘာတစ်ဝန်းကပရိသတ်တွေကိုပြသနိုင်ပြီးတော့နာမည်ကျော်ကြားမှုကိုရရှိနိုင်ပါတယ်။ Non-fungible token လို့နည်းပညာတွေဟာ အမှုပညာရှင်တွေကိုသူတို့ရဲ့ digital အမှုပညာလက်ရာတွေကိုရောင်းချပြီးတော့ဝင်ငွေရရှိနိုင်တဲ့နီလန်အသေးတွေကိုဖန်တီးပေးနေပြီးတော့2024ခုနှစ်အတွင်းမှာ NFT ရဲ့အမှုပညာဈေးကွက်တန်ဖိုးကလည်းဒေါ်လာ1ဘီလီယံကျော်ထိရောက်ရှိနေခဲ့ပါတယ်။ဒါ့အပြင် AI နည်းပညာကလည်းအမှုပညာဖန်တီးမှုနယ်ပယ်တွေကိုစတင်ဝင်ရောက်နေပါပြီ။ဒါ့အပြင် AI နည်းပညာဟာလည်းအမှုပညာနယ်ပယ်တွေကိုစတင်ဝင်ရောက်နေပါပြီ။ AI ကိုအသုံးပြုပြီးတော့ဗကြီကားတွေဖန်တီးတာဂီတတွေကိုဖန်တီးတာနဲ့စာအုပ်တွေရေးသားတာတွေလုံဆောင်နေပါတယ်။ဥပမာအနေနဲ့ ် AI ကဖန်တီးပေးခဲ့တဲ့ပကြီကားတစ်ချက်ကို Charity Site လေလံပွဲမှာဒေါ်လာ၄သိန်း၃,၂၅၀၀နဲ့ရောင်းချနိုင်ခဲ့ပါတယ်။ဒါပေမဲ့ AI အနုပညာနဲ့ပတ်သက်ပြီးတော့မူပိုင်ခွင့်ဖန်တီးမှုဆိုင်ရာကိုကျင့်တရားအသည့်နဲ့လူသားအနုပညာရှင်တွေရဲ့အခန်းကဏ္ဍတွေနဲ့ပတ်သက်ပြီးတော့ငင်းခုဆွေးနွေးမှုတွေလည်းရှိပါတယ်။ဒါပေမဲ့ဒီချိန်ထဲမှာပဲဒေတာတွင်ယဉ်ကျေးမှုတွေကိုပျောက်ကွယ်သွားနိုင်ကြီးစီပွားပြည့်ယဉ်ကျေးမှုတွေရဲ့လွှမ်းမိုးမှုစတာတွေကလည်းစိန်ခေါ်မှုတွေဖြစ်လာပါတယ်။ဟောလိဝုဒ်ရုပ်ရှင်တွေနဲ့အမေရိကန်ပေါ်ဂီတာတွေရဲ့လွှမ်းမိုးမှုတွေကြောင့် ဒေတာတွေအမှုပညာဖန်တီးမှုတွေညှောနေလာနိုင်တယ်လို့သုံးသပ်မှုတွေရှိနေပါတယ်။ဒါပြင်အင်တာနက်ပေါ်မှာမှန်မှန်မကန်တဲ့တရင်အချက်လက်တွေနဲ့အမောစကားတွေပြန့်နှံ့မှုဟာလည်းယဉ်ကျေးမှုဆိုင်ရာပြဿနာတွေကိုဖန်တီးပေးနေပါတယ်။ဒါကြောင့်ဒီနေ့ဇွန်လ19ရက်နေ့မှာတော့ကမ္ဘာယဉ်ကျေးမှုနဲ့အမှုပညာဟာပြောင်းလဲနေတဲ့လမ်းကြောင်းတွေနဲ့အတူဖန်တီးမှုအသစ်တွေပေါ်ထွက်လာပြီးတော့အနာဂတ်မှာလှပစွာပုံဖော်နေရလို့ဆိုရမှာပါ။ကမ္ဘာတစ်ပေါင်းကယဉ်ကျေးမှုစုံလင်မှုကိုထိန်းသိမ်းဖို့နဲ့အမှုပညာဖန်တီးမှုတွေကိုအားပေးဖို့အတွက်ဆက်လက်ကြိုးပမ်းသွားရအောင်ပါပဲဖြစ်ပါတယ်။ နားဆင်သူပရိသတ်များခင်ဗျာဒီနေ့ဇွန်လ19ရက်နေ့အတွက်နိုင်ငံတကာထိတ်တန့်စိတ်ဝင်စားဖွယ်ရာသတင်းတွေကိုတင်ဆက်ပေးကြတာပဲဖြစ်ပါတယ်ဒီသတင်းတွေဟာကျွန်တော်တို့ရဲ့ပဝန်းကျင်မှာဖြစ်ပျက်နေတဲ့အရေးကြီးတဲ့အဖြစ်အပျက်တွေဖြစ်ပြီးတော့ကျွန်တော်တို့တွေရဲ့ဘဝကိုတိုက်ရိုက်ဖြစ်စေတိုးဝိုက်ပြီးတော့ဖြစ်စေတရားမှုတွေရှိနေပါတယ်အစီအစဉ်ကိုနားဆင်ခြင်းအပြင်နိုင်ငံတကာရေးရာဗဟုသုတတွေတိုးပွားလာမယ်လို့မျှော်လင့်ပါတယ်နောက်လည်းဒီလိုမျိုးစိတ်ဝင်စားဖွယ်ရာသတင်းနဲ့အဆောင်ပါတွေကိုဆက်လက်တင်ပြပေးသွားမှာဖြစ်လို့စောင့်မျှော်နားဆင်ပေးကြပါအောင်လို့ဖိတ်ခေါ်ရင်းနဲ့ ဒီနေ့ရဲ့အစီအစဉ်ကိုဒီမှာပဲရှင်းလိုက်ပါရခင်ဗျာနားဆင်အားပေးကြတဲ့ပရိသတ်တေဦးချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ